ကဲမင်္ဂလာပါညီကိုတို့ရေကိုဘီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာဆိုတော့ဒီနေ့ကတော့ဒါ walker qualify ဒါပွဲတွေကတော့ကန်နေပြီပေါ့လीနော်အဲ့တော့ဒီနေ့ကတော့အဲပွဲတွေကအင်္ဂလန်ပွဲနော်အသင်းကြီးတွေကဆိုတော့ဒါအင်္ဂလန်ပွဲရှိမယ်နော် Austria နဲ့ဒီ ရူမေးနီးယားပွဲလည်းရှိပါမယ်เนาะနောက်ဆာဘီယာနဲ့အယ်ဘေးနီးယားပွဲရှိမယ်နယ်သာလန်နဲ့ဖင်လန်ပွဲရှိပါမယ်အဲ့တော့အစောပွဲတွေကတော့အခုဒီဘရာဒီဘော့စနီးယားနဲ့ဆန်မာရီနိုပွဲကတော့ကန်နေပြီပေါ့လေเนาะအဲ့တော့ပထမပိုင်းတော့ပြီးပြီစီးစီးနဲ့ပြီးနေပါတယ်เนาะအဲ့တော့တခြားကတော့ကျွန်တော်ရွေးထားတဲ့ပွဲတွေကတော့ကျွန်တော်ဆယ်နာရီခွဲဒီမော်ဒါနဲ့လစ်သူအေးနီးယားနေမောင်းထဲမှာစပါပါမယ်เนาะအဲ့တော့ဟိုဒနီးယားတော့ကျွန်တော်တို့နောက်ပထမဆုံးပြန်လဲရွေးချယ်တဲ့အဲနေ့မှာပဲကျွန်တော်တို့မောင်းလေးပောက်ခဲ့ပါတယ်เนาะအဲ့တော့အဲအဲတုန်းကတော့အာဂျင်တီးနားပေါ့လေเนาะအာဂျင်တီးနားနဲ့ အုပ်စုပေါ့လीเนาะအဲ့တော့၄သင်းပေါင်းလေးကျွန်တော်တို့ပေါက်ခဲ့ပါတယ်အဆင်ပြေကြမယ်ထင်ပါတယ်เนาะညီကိုတို့ရေအဲ့တော့ဒီနေ့ကတော့ live လေးနည်းနည်းလေးနောက်ကျသွားပါတယ် sorry ပါ brother တို့เนาะအဲ့တော့အရန်ကြီးတော့အကြိုက်ပွဲမရှိပင်မဲ့လို့ဒါအပြင်းပြေ brother တို့เนาะအပြင်းပြေလေးဆွဲလို့ရအောင်ပေါ့လीเนาะအဲ့တော့အရန်ကြီးတော့လည်းမကြုံကြပါနဲ့เนาะအဲ့တော့ကဘာဖလားဆိုတော့ဒါလာမဲ့ကိုရက်ဆိုရင်လေကျွန်တော်ဒါ club walker ဆိုတဲ့ဟာလေးเนาะအစ်စ်ဒါ ျင်းပတဲ့ဟာလေးအစည်းအဝေးလေးတဲ့ဒါတို့စတော့ပါမယ်နော်အိုက်ဂျိုင်လဲဒါထုံးစံတိုင်းနော်ဟိုပြန်တွေ့ရမှာပေါ့အသင်းကလပ်အသင်းနေနဲ့ပြန်တွေ့ရမှာပေါ့လीနော်အဲ့တော့ဒီဒီဒီနှစ် တွေရာဒီကတော့ဒါအရန်ကြီးတော့ပြင်းစရာတော့မရှိပါဘူးเนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေအသေးလေးလက်မလေးနဲ့တယောက်တစ်ချက်တော့ကုညီပြီးတော့နှိပ်ပေးကြပါအောင်များเนาะကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒါ Wisebot မှာဆော့ကျင်တဲ့ညီကိုနေနေရလေကိုဗီရဲ့ promo code ဖြစ်တဲ့ GP777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wisebot မြန်မာ Facebook page နဲ့သူတို့ application သမို့ဒါ website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နိုင်အသေးလေးရတယ်မေးမြန်းလို့ရပါတယ်เนาะအဲ့တော့ဒီနေ့ရော brother တို့အကြိုက်လေးတွေပါရှိလဲပေါ့လीเนาะအဲ့တော့ software ကကျွန်တော် South Africa ပွဲလေးရွေးအောင်မလို့ပဲဗျဒါပေမဲ့ live ကမမီတော့ဘူးဆိုတော့ဒါထ ားလိုက်တော့ဗောနော်အဲ့တော့ဒါလည်းအစောဆုံးပွဲကတော့ကျွန်တော်ဆယ်ခွဲမော်တာနဲ့ဒါလီတူရီးနီးယားပွဲလေးကနေကျွန်တော်စပြီးပါပါမယ်အဲ့တော့အင်္ဂလန်နဲ့အန်ဒိုရာပွဲကတော့ဒါ line up ကြည့်ပြီးမှပဲရွေးချယ်လို့ရမယ်အနေအထားမျိုးပါစာကမပါဘူးလို့သူတို့တရားဝင် ထုတ်ပြန်ထားပါတယ်နော်အဲ့တော့လက်ရှိကတော့ဒါကျွန်တော်ထင်တော့ဒီအင်္ဂလန်အနေနဲ့က Harry Kane ပဲတိုက်စစ်အထောင်တိုက်စစ်ထားမယ်ဒါဘိုဝင်နဲ့ X0 လို့ပဲပွဲထွက်လာမယ်အနေအထားဖြစ်တာကြောင့်အင်္ဂလန်ကတော့အရန်ကြီးတော့ ၄၃၀ပေါင်းဆိုတဲ့အနေထားမှာဘော်ဒီဂျီအောင်ရင်တော့မှဂိုးပေါင်းကြီးကကျွန်တော်တို့က 4C တပေါင်းနဲ့သူတို့ပွဲပြီးသွားပြဖို့များလောက်တယ်ဗျာနော်အဲ့တော့အင်္ဂလန်လည်းအရင်ကြီးတော့မယုံရဲဘူးဒါပေမဲ့လည်းတောမတ်စ်တူချဲကင်နဲ့အင်္ဂလန်ဆိုတော့နော်ဂရီယန်ပေါ်တာအင်္ဂလန်မဟုတ်ပါဘူးအဲ့တော့နည်းနည်းလေးတော့မျှော်လင့်လို့ရတယ်ပေါ့လေနော်အင်္ဂလန်ကဒါပေမဲ့အန်ဒိုရာအသင်းကလည်းဒီနေ့ပွဲမှာအဲအင်ဝင်ဒါခန့်စစ်အသားပေးပြီးဆော့လာမှာပါအန်ဒိုရာရဲ့နောက်ဆုံးအင်ဝင်ကဒါလက်ဗီယာအသင်းကို Z1 မော်ဒိုမော်ဒိုဗာအသင်းကို Z1 နဲ့ပွဲပြီးထားတာဆိုတော့ဒီကြောင့်ဒီပွဲလေးခန့်စစ်ပဲဖင်ပိတ်ကံမဲ့အသင်းဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေ့လ ၄သိန်းပေါင်းလေးကျွန်တော်တို့ let's go ပါ brother တို့ကြီးเนาะအဲ့တော့အသေးလေးလက်မလေးနဲ့လည်းတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother တို့ကြီးเนาะအဲ့တော့ကျွန်တော်ဒီနေ့ပွဲထဲမှာအစောဆုံးပွဲကကျွန်တော် mortar နဲ့ lithuania ပွဲလေးဖြစ်ပါတယ်ဒီမှာဒဲကြီးပေးထားပါတယ်နှလုံးကို60ပေါင်းနဲ့ကျွန်တော်ပြန်ကာထားပါတယ်မင်္ဂလာပါ brother မြတ်အဲမြတ်ဘာလဲမြတ် မျက်မှန်ခလားမျက်မှန်ခမင်္ဂလာပါရရှမ်းလေးမင်္ဂလာပါကြော်မင်းထက်မင်္ဂလာပါဆိုဆို125မင်္ဂလာပါထွန်းထွန်းလင်းမင်္ဂလာပါအောင်လှမင်္ဂလာပါလင်းထွန်းမင်္ဂလာပါကြော်မင်းထက်မင်္ဂလာပါ MKD MKD မင်္ဂလာပါ KZ မင်္ဂလာပါကိုရဲအောင်မင်္ဂလာပါဗျ brother ကောင်းမင်္ဂလာပါကိုမျိုးမင်္ဂလာပါကြော်မင်းထက်မင်္ဂလာပါရန်အောင်ဆိုးမင်္ဂလာပါကြော်မင်းထက်မင်္ဂလာပါ mint green မင်္ဂလာပါမနေ့ကစောင့်နေတာဟုတ်တယ် brother ကြီးမနေ့ကကျွန်တော်လည်းနည်းနည်းလေး busy နေရတယ်မတက်လာပြည့်ဘူးဗျာနော်အဲ့တော့ဒီနေ့မှပဲကျွန်တော်ပြန်ရှိပါမယ်နော် brother အောင်မင်းမင်္ဂလာပါရွှေကြီးမင်္ဂလာပါဗာကြီးညံမင်္ဂလာပါသူရကျော်မင်္ဂလာပါကြော်မင်းထက်မင်္ဂလာပါဗျမြင့်ဆွေမင်္ဂလာပါကိုငယ်မင်္ဂလာပါကျော်စန်းထွန်း င်္ဂလာဗျအဲနေ့စဉ် live link မှာ okay ပါ brother ကြီးကျွန်တော်ကြိုးစားပါမယ်เนาะ brother ကြိုးစားမင်္ဂလာဗျလက်ရှိ bosnia ဒုတိယပိုင်းလေးပြောပြပါအောင်နဲ့ show လိုက်မယ် brother ကြီးเนาะခဏလေး brother တို့က share ကြီးကျုံးနေပါလားเนาะအဲ့တော့အစတော့ bosnia ကဟို go out ကြိုက်တာဗောဆိုတစ်ဖက်က san marino ကဘာမှအလုံးမဖြစ်တော့တဲ့အနေအထားမျိုးမှာအဲ bosnia အနေနဲ့တော့အရင်ကြီးတော့ပြက်စရာအကြောင်းတော့မရှိဘူးဗောလေဒါပေမဲ့အခုကျွန်တော်တစ်ချက် show လိုက်အောင်ပါဗျာเนาะအဲ့တော့ dimrovic တော့ပါတယ်ဗျာသိလား suka အသင်းက ဒါ left wing ကစားသမားပေါ့လေနော်ဒီတိုက်ဆက်ပိုင်းအတွက်ကတော့အရင်ကြီးတော့စိတ်ပူစရာမရှိဘူးဒုတိယအကြော့မှာဇက်ကိုပါလာနိုင်တယ်ပေါ့လေနော်အရင်လူစင်းမှာတော့တွေ့ပါတယ်အဲ့တော့ဘော့စနီးယားဟာလက်ရှိနီးပြအစ်စ်လက်ထက်မှာအရင်ကြီးတော့မကောင်းလောက်ဒါပေမဲ့အနိုင်ရလက်လေးတော့မှန်လာတယ်ပေါ့လေ Cyprus ကို2-1နဲ့ပွဲပြီးထားတယ်ကျွန်တော်တို့ Romania အသင်းကို0-1နဲ့နိုင်ခဲ့တယ်ဆိုတော့တခြားဒီပွဲကတော့သုံးမှတ်ကတော့ AACC ရပါတယ်ဒါပေမဲ့ကျွန်တော်ထင်၄လုံး80ဘောင်းလားမသိဘူး body ကြီးကနော်အောင်ဖို့တော့နည်းနည်းလေးတော့ခင်းရင်းသွားမယ်ထင်တယ်ဗျအခုလောလောဆယ်အနေထားအရပေါ့ဒါပေမဲ့ဇာကိုဝင်လာရင်တော့ဘယ်လိုဖြစ်မလဲတော့မသိဘူးတစ်ဖက်က ဆမ်မာရီနိုအသင်းဟာနော်ရူမေးနီးယားအသင်းကိုတော့မှ1-5ဆိုရဲရလနဲ့ရှုံးထားတာကြောင့်ဘာမှတော့မျှော်လင့်လို့မရဘူးနော်အဝေးခွင်းမှာဖင်ပိတ်ကံပါပဲရမှာအဲ့တော့လက်ရှိအနေအထားအရာကတော့ဒါဒီ expected goal ကတော့1.28နဲ့နော်ပထမပိုင်းမှာဒီဘော့စနီးယားကိုပြတာလေအဲ့တော့အဲ့တော့ today ကတော့ today shot က8ချိန်ရှိတယ်ဗျာ big chance က2ချိန်ဆိုတော့စိုးတော့မစိုးပါဘူးဒါပေမဲ့လေးလုံးအလောက်အထိတော့မဖြစ်နိုင်ဘူးဗျအခုလက်ရှိ live ပေါက်ကြီးရတာနှလုံး90ပေါင်းမှာကျွန်တော်တို့နှလုံး90ရှုံးဖြစ်နေပါတယ်။ body ကြီးနှလုံးသွင်းနေတာမှ90ပေါင်းဆိုတဲ့အနေအထားမျိုးမျိုးမှာ ကိုအောင်ကြီးကနှလုံး90ရှုံဖြစ်နေတာကြောင့်ကျွန်တော်လက်ရှိကြီးနေတော့မနေသင့်တော့ဘူးဗျာနော်အဲရှောင်းလိုက်တာကောင်းပါတယ်အဲ့တော့အောက်ကအေဇာဘီဂျန်ပွဲလေးတော့ကျွန်တော်မဆိုးအေဇာဘီဂျန်အောင်လောက်တယ်ဘာလို့လက်ရှိအေဇာဘီဂျန်အသင်းဟာနောက်ဆုံးပြိုင်ပွဲတော့မှာ3 6 8ပွဲဆက်ကြည်ကြထားပါတယ်အီဇာဘီဂျန်ကပေါ့နော်အဲ့တော့ဒီနေ့လေးမှာမနိုင်အောင်မှတေးလေးနဲ့ပွဲပြီးနိုင်ဖို့များတာကြောင့်ကျွန်တော်အီဇာဘီဂျန်ဘော်ဒီလေးတော့ second half အခုဒုတိယပိုင်းမှာ နေရင်တော့အဆင်ပြေလိမ့်မယ်ထင်ပါတယ်နော်လက်ဗီယာနဲ့ပွဲတွေအခုကတော့ဒုတိယပိုင်းစကန်နေပါပြီ9 9မိနစ်တောင်ရှိပြီပေါ့လीနော်အဲ့တော့ Azerbaijan လက်ရှိခြေကတော့တော်တော်လေးဆုတ်ပြတ်ပါတယ်အဲ့တော့ဒီပွဲကကမ္ဘာဖလားနဲ့မဆိုင်ဘူးပေါ့နော် International Friendly ပွဲဖြစ်တဲ့အတွက်လက်ဗီယာလေးအဲ့လောက်ကြီးတော့ NIR တိုက်ကံမှာမဟုတ်ပါဘူးနော်လက်ရှိလည်းလက်ဗီယာတိုက်စက်ကအရင်ကြီးမျောလင်းလို့မရတာအကြောင်းဒီပွဲကဟိုဂိုးမရှိသေးရေးစည်းစည်းလောက်နဲ့ပဲပွဲပြီးသွားဖြစ်ဖို့များပါတယ်နော်အဲ့တော့ဒီပွဲလေးကျွန်တော် Azerbaijan ပါပါလေးကြိုက်ပါတယ်နော်ကန်နာတော့ကန်နေပြီဗျာနော်အဲ့တော့ကြော်လိုက်ရင်လည်းကြော်လိုက်ပါနော်အဲ့တော့ ကျွန်တော်ရွေးချယ်တဲ့ပွဲလေးဆက်ပြီးသွားပါမယ်အဲ့တော့မော်လ်တာနဲ့ကျွန်တော်တို့လစ်သူဝေးနီးယားပွဲဖြစ်ပါတယ်ဒီမှာမော်လ်တာကဒေဂျီပြီးထားပြီးတော့နှလုံး60ပေါင်းနဲ့ပြန်ကာထားခြင်းဖြစ်ပါတယ်ဒီမှာပြောရမှာက ranking ပေါ့နော်အဲ့တော့လစ်သူဝေးနီးယားဟာကမ္ဘာ FIFA ranking 142မှာ3ဖြစ်ပါတယ်မော်လ်တာက169ဖြစ်ပါတယ်တော်တော်လေးကွာပါတယ်ဒါကိုမော်လ်တာအသင်းအိမ်ကမှာလစ်သူဝေးနီးယားဘက်ကဒေဂျီပြီးတဲ့ဆိုတဲ့ကလစ်သူဝေးနီးယားနိုင်မှုဆိုတာ နည်းနည်းလေးမဖြစ်နိုင်ပါဘူးเนาะအဲ့တော့တေးလောက်ပဲတို့အလုံးသုံးရမယ်အနေထားမှာရှိပါတယ်လီတူဝီနီယာလက်ရှိနှစ်ပွဲကစားပြီးတော့တပွဲမှမနိုင်သေးဘူးတပွဲတေးနဲ့တပွဲရှုံးလာတယ်ရမှတ်တက်မှတ်ပါတို့အုပ်စုမှာကပိုလန်ရှိမယ်ဖင်လန်ရှိမယ်ပိုလန်က6မှတ်နှစ်ပွဲကစားပြီးဖင်လန်ကနှစ်ပွဲကစားပြီး၄မှတ်ဖြစ်ပါတယ်မော်တာကတော့အိမ်အဖြစ်အသင်းလိုပဲပြောရမှာဖြစ်ပါတယ်เนาะဒါကြောင့်ဒီလိုမျိုးအသင်းကိုတော့လီတူဝီနီယာအသင်းဟာလက်ရှိเนาะဒီနှစ်ပွဲကစားပြီးတက်မှတ်ရတဲ့အနေထားမျိုးမှာတော့ဒါတဲကြီးပေးတယ်ဆိုတော့ကျွန်တော်တို့ မော်တာကြိုက်တယ်ဗျဒါကမှနှလုံးကို90ပေါင်းဆိုတဲ့ကိုပေါင်းဝင်ရိုးကြောင့်ဒီပွဲလေးတော့ကျွန်တော်အဲနှစ်သိန်းလုံးဒေါ်လီကိုရဖို့ခက်ခဲမဲ့ပွဲလို့ယူဆပါတယ်ဒီနှစ်သိန်းက2019မှာတမနော်နောက်ဆုံးတွေ့ကြတာပါဒီမော်တာအင်ကွန်းမှာလေတူကြီးနဲ့အဝေးဝန်းကနေလည်းပဲတရားရှုံးအထိပေးခဲ့ပြီးတော့ဝမ်းဝမ်းနဲ့ပဲကြီးနိုင်ခဲ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်အဲ့တော့အခုဒယ်ကြီးဆိုတာမျိုးဟာလေတူကြီးနဲ့နိုင်ဖို့တော်တော်လေးခင်းရင်မယ်လို့ယူဆပါတယ်မော်တာဘက်ကပြန်ကြည့်ရင်လည်းလက်ရှိကာရဖောင်ရနောက်ဆုံး၈ပွဲဆက် under 2.5ဖြစ်ထားပါတယ်เนาะတောက်လျှောက်ဂိုးအောက်တာတွေတဖက်ကလီသူရင်းနီးယားကတော့တောက်လျှောက်ရှုံးပွဲတွေဂျုံနေရတယ်အဝေးဝင်းတောက်လျှောက်ကလည်းခန်းစစ်အသားပေးပြီးပိတ်ဆော်တာပါကိုဇိုဗိုကို 1C ပိုလန်ကို 1C ဒီလိုမျိုးရလက်တွေရှိတာကြောင့်မော်တာလိုတိုက်စစ်အားနေတဲ့အသင်းမျိုးနဲ့တွေ့ရင်လေတေချာပေါ့ဒီဘွဲကနှလုံးအထီတောင်ရောက်ဖို့ခင်းရင်တာကြောင့်နှလုံး60ဘောင်းနဲ့ဖွင့်ထားခြင်းလို့ပဲကျွန်တော်ကတော့ယူဆပါတယ်ဒါကြောင့်ဒီဘွဲကနေမယ်ဆိုရင်တော့မော်တာကြိုက်ပါတယ်ဂိုးအောက်ကြိုက်ပါတယ်နှစ်ချောင်းနဲ့တစ်ချောင်းဝင်နိုင်ပါတယ်เนาะအဲ့တော့မော်တာ body နဲ့မော်တာဂိုးအောက်เนาะ နှစ်ကြောင်းလုံးဝင်နိုင်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်ဩစတြေးလျနဲ့ရူမေးနီးယားပွဲလေးကြိုက်ပါတယ်အဲ့တော့ဩစတြေးလျအသင်းဟာအဲတလုံးကို80ရှုံးကိုမှာတလုံး20ပေါင်းနဲ့ကျွန်တော်ပြန်ကာထားခြင်းဖြစ်ပါတယ်အဲ့တော့ဂိုးပေါင်းကြီးကတော့တရေရင်းနဲ့တက်လာတယ်ပေါ့လေဒါလက်ရှိတလုံး80ရှုံးအရာတလုံး20ပေါင်းအနေနဲ့စဉ်းစားမယ်ဆိုရင်ဒီကြောင့်ဩစတြေးလျဘက်က individual over 1.5ဝင်နိုင်ပါတယ်ပြောချင်တာက individual ဒီဒီဩစတြေးလျဘက်ကကြီးပဲနှလုံးတိတိ နည်းဆုံးသွင်းနိုင်တယ်ဆိုတဲ့အတည်ရွယ်မျိုးဖြစ်ပါတယ်။တစ်ဖက်ကရိုမေးနီးယားအနေနဲ့လည်း320ဘောင်းဆိုတဲ့အနေထားမှာအချိန်မီ900နိုင်ပါတယ်။အဲ့တော့နှလုံးပြတ်ဖို့ကတော့ အဲကောင်းမင်မယ်ဒါပေမဲ့သုံးလုံး20ပေါင်းဆိုတဲ့ဂျေးချောင်း2-1တပေါက်လေးတော့ကျွန်တော်ဘော်ဒီဂျီကကြောက်ရပါတယ်ဆိုတော့ဒီနှစ်သင်းကနောက်ဆုံးတွေ့ခဲ့တာ Nation League မှာ2020တုန်းက6လပိုင်းမှာပထမအကြော့အင်ဝင်မှာတလုံး90ပေါင်းအင်ဝင်ကနေဩစတြီးယားပေးပါတယ် Romania က2-3နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့အင်ဝင်သမိုင်းတစ်ချောင်းမှာလက်ရှိအနေအထားအရကတော့ဒီဩစတြီးယားအနေနဲ့ Romania အသင်းကိုအဲ့ခံမှုတွေပွဲတိုင်းမှာကြေးအောင်ထားခြင်းလုံးဝမရှိပါဘူးဒါပေမဲ့အခုပေးတဲ့ဂျီးဟာတလုံး80ရှုံးအထိဖြစ်နေတဲ့အတွက် တော်တော်ကြီးပြင်းပါလေဩစတြေးလျကเนาะအဲ့တော့လက်ရှိနီးပြားကြီးဒါ Rainick Light ထက်မှာတော့တော်တော်လေးဩစတြေးလျဟာခြေစွမ်းတော်တော်လေးကောင်းမွန်လာပါတယ်အဲ့တော့လက်ရှိလေဩစတြေးလျအသင်းဟာသူတို့ကဒီဘော့စနီးယားအုပ်စုပေါ့နော်လက်ရှိကန်နေတဲ့အသင်းတွေမှာလက်ရှိဝင်နေပါတယ်အဲ့တော့ဘော့စနီးယားကတော့လက်ရှိအနေထားမှာဒါ၃ပွဲကစားပြီးတော့လက်ရှိကတော့ကန်နေသေးဖြစ်တယ်ဆိုတော့ဒါခုနှစ်မှတ်နဲ့ရက်တည်နေတယ်ရိုမေးနီးယားအသင်းကတော့ဒါ၂ပွဲကစား၃မှတ်ဩစတြေးလျကတော့ဒါမကစားသေးဘူးပေါ့နော်ဆိုတော့ပွဲမကစားသေးတော့0-0ဖြစ်နေပါတယ်အဲ့တော့ဒီလိုပွဲမျိုးကတော့ဒီကြောင်ဩစတြေးလျပဲနိုင်ဖြစ်ဖို့များပါတယ်ဒါပေမဲ့နိုင်ရင်တောင်မှ ဂိုးပြတ်ဖို့အရန်ကြီးတော့လေမလိုဘူးပေါ့လေဆိုတော့လက်ရှိဒီရိုမေးနီးယားကတော့ဒါ +3 ဖြစ်တဲ့အတွက်ဩစတြီးယားရိုမေးနီးယားကိုနိုင်နာနဲ့ကိုဒီတစ်ဖက်ကရိုမေးနီးယားကအပေါင်း1ဖြစ်ပြီးတော့ဩစတြီးယားကအပေါင်း1ဖြစ်မှာဖြစ်တဲ့အတွက် နှလုံးလောက်တော့အနေဆုံးသူတို့တွင်းမှာဖြစ်တဲ့အတွက်သူတို့တလုံး80ရှုံးပေးထားခြင်းမျိုးဖြစ်ပါတယ်အဲ့တော့ဩစတြီးယားကိုပြန်ကြည့်ရင်လက်ရှိနောက်ဆုံး9ပွဲမှာနောက်ဆုံး4ပွဲဇက်တော့9အောက်ထားတယ်ဗျဒါပေမဲ့ကန်တဲ့အသင်းတွေကခန်းဆက်အသားပေးပြီးကန်တဲ့အသင်းတွေဖြစ်ပါတယ်အဲ့တော့လက်ရှိကာရန်ဖောင်အန်ဒါ2.5ကန်တဲ့ဆာဗီးယားနဲ့တွေ့တယ်နှစ်ကြော်လုံး9အောက်တယ်ဆလိုဗီးနီးယားနော်တည်ထားပြီးသားပါဆလိုဗီးနီးယားဟာ9အောက်ကန်တဲ့လက္ခဏာရှိပါတယ်ဒါကြောင့်ဒီပွဲမှာလည်းဝမ်းဝမ်းနေပဲသူတို့ဂျင်းနေခဲ့တယ်ကာဇာဘစ်ကာဇာစီတန်လည်းဒါ0-2နဲ့ပဲ9အောက်ကန်တဲ့အသင်းတွေဖြစ်တဲ့အတွက် ဖွင့်ဆော့တဲ့အသင်းတွေနဲ့တွေ့ရင်တော့တောက်လျှောက်ပေါ်ပါတယ်နော်ဝေး5-1เนาะအဲ့တော့ဒီဒီလက်ရှိအနေထားအရနော်ဝေးကိုနှစ်ကြော့ကန်လာတယ်နောက်ဒီတူရကီတို့เนาะနယ်သာလန်တို့ဒီလိုမျိုးအသင်းတွေကိုတော့ဂိုးသွင်းထားတာနေအောင်ကြောင်းတစ်ဖက်ကရိုမေးနီးယားနဲ့နောက်ဆုံး6ပွဲမှာ10ပွဲတိတိဂိုးပေါ်ထားတဲ့အနေထားမျိုးမှာ320ပေါင်းကြီးအရကျွန်တော်ဒီပွဲလေးဘိုလင်းနူစကိုလေးဖြစ်မယ်လို့ယူဆပါတယ်နှစ်သိန်းပေါင်း3လုံးအထိတော့အနေဆုံးရောက်မယ်တင်ပါတယ်ဒီပွဲလေးတော့ဒီအဲရိုမေးနီးယားဂိုးပေါ်လေးရွေးချယ်ထားပါတယ်เนาะအော်စတြီးယားရိုမေးနီးယားဂိုးပေါ်ဖြစ်ပါတယ်โอเคဒါကတော့ လက်ရှိတာပွဲပေါ့နော်ဆိုတော့တခြားကကျွန်တော်ဒီဟိုပါပေါ့ဒီအာဖရိကပွဲတွေကဒီတဇာနီးယားနဲ့မာဒါဂါစတာပွဲလေးကျွန်တော်မောင်းထဲမှာထည့်ထားပါတယ်ဒီမှာက ဒဇာနီယာဘက်က level 80ရှုံးကိုနှလုံး60ပေါင်းနဲ့ပြန်ကာထားပါတယ်ဒီနေ့သင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံမှာ2021ကမ္ဘာဖလားမှာပဲမာရကဆာအိမ်ကွင်းမှာဒေဂျီကိုဝမ်းဝမ်းနဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့ဒီရှိမှာဒဇာနီယာအိမ်ကွင်းမှာ3-2နဲ့ပွဲပြီးခဲ့တဲ့အနေအထားကိုလက်ရှိနှလုံး60ပေါင်းအရသူတို့ရဲ့လက်ရှိ current form အရဖွင့်လှစ်ထားခြင်းလို့ယူဆပါတယ်နောက်ဆုံးပြန်ဖို့တော့10ပွဲဆက်ဒဇာနီယာ under 2.5ဖြစ်ပါတယ်ဒါပေမဲ့ဒီမှာတစ်ခုရှိတာက under 2.5နဲ့တွက်မယ်ဆိုရင်တော့လက်ရှိနှလုံး60ပေါင်းဟာတော်တော်များများပေးရမယ်အနေအထားလေးရှိတာကြောင့် brace တော်တော်လေး တော့များပါတယ်မာဒါဂါစကာလည်းလက်ရှိအနေထားမှာနောက်ဆုံး2ပွဲဆက် over 2.5နော်413 z အထီတောင်ရောက်ခဲ့တာကြောင့်နည်းနည်းလေးတော့ risk များနေပြဒါပေမဲ့လက်ရှိအသွားလာရမာဒါဂါစကာအဝေးဝင်းဟာနောက်ဆုံး9ပွဲမှာဒါလီဝတီတီကိုမသွင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်နှစ်သိန်းဇလုံးရဲ့လက်ရှိတိုက်စစ်လက္ခဏာရအနှုတ်လက္ခဏာဆောင်းလီတာကြောင့်လက်ရှိနှလုံး60ပေါင်းဆိုတဲ့အနေထားပဲကျွန်တော်တို့ဂိုးအောက်လေးပဲဝင်အောင်ကျင်ပါတယ်။နော်ဒီပွဲလေးရောမာဒါဂတ်စတာတဇာနီးယားပွဲဂိုးအောက်ဖြစ်ပါတယ်။โอเคအဲ့တော့နောက်တစ်ပွဲကကျွန်တော်တို့ ဘယ်ပွဲလေးလဲဆိုတော့ကျွန်တော်တို့အဲဆာဗီးယားပွဲလေးကျွန်တော်ကြံခဲ့ပါတယ်နော်ဆာဗီးယားနဲ့ကျွန်တော်တို့ကဒါအိမ်ကွင်းကအဲဟိုပါဘောအယ်ဘေးနီးယားပွဲဖြစ်ပါတယ်ဒီမှာဆာဗီးယားအဝေးဝင်းကနေလည်းပဲ90ပေးထားတယ်နှလုံးတည်နေပြန်ကာထားပါတယ်ဒီနှစ်သင်းကယူရိုမှာ2015တော့ကနောက်ဆုံးထိတဲ့တွေ့ဆုံမှုဖြစ်ခဲ့ပြီးတော့အယ်ဘေးနီးယားအိမ်ကွင်းမှာဆာဗီးယားအဝေးဝင်းကနေလည်းပဲ90ရုံးပေးပြီးတော့ Z2 နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့အဲတုန်းကပေးခဲ့တာ level 50ရုံးဖြစ်ပြီးတော့အခုလဲ level 50ရုံးဟာပေးတင်ပေးထိုက်တော့ဂျီမျိုးဖြစ်ပါတယ်။ Albania ရဲ့လက်ရှိလူစင်းအရမဆိုးဘူးเนาะတိုက်စစ်ပိုင်းလဲကောင်းတယ်။ cancel လဲတော်တော်လေးလုံလာတဲ့အနေအထားမျိုးမှာ ranking 66 Albania အသင်းအိမ်ခွင့်မှာ ranking 31 Serbia အဝေးခွင့်နဲ့ပြန်ဆင်းသွားမယ်ဆိုရင်လက်ရှိပေးတဲ့ level 50ကိုမှာ နှလုံးတည်ရဆိုတော့ဂိုးပေါင်းကြီးပေါ်မူတည်ပြီးစဉ်းစားမယ်ဆိုရင်စာဘီယာပဲနေနေပါတယ်ဒါပေမဲ့90လောက်တော့နည်းနည်းလေးရင်းရနိုင်တယ် 2x တပဲ chance နဲ့ဆိုရင်တော့လုံးဝမရှုံးနိုင်တော့ဘူး Albania တင်ရလက်ရှိအနေနဲ့ပြန်ကြည့်ရရင်အစိတ်ရှိတဲ့အသင်းတွေကိုမနိုင်ဘူးအောက်ကအသင်းတွေကိုပဲနိုင်တာဖြစ်ပါတယ် Andorra တို့เนาะဒီတစ်ခါကဒီ chess ဆိုတဲ့လက်ရှိ အကြပဲရောက်နေတာစီစီ Ukraine ကိုကြတော့1-2နဲ့ရှုံးနေတယ် England ကို2-0နဲ့ရှုံးနေတယ်နော် Chess ကို2-0နဲ့ Away ဘုံမှာရှုံးနေတယ်ဆိုတော့လက်ရှိ Albania ဟာအိမ်ကွင်းတော့အားကိုးလို့ရပါတယ်ဒါပေမဲ့တစ်ဖက်ကအသင်း Serbia လို့နော်လက်ရှိ Ahele မှာတိုက်စစ်ပန်ကောင်းနေတဲ့ Mitrovic တို့နော် Vlahovic တို့လိုမျိုးတိုက်စစ်တွေနဲ့တွေ့ရင်တော့လက်ရှိ Serbia အသင်းကိုတော့ခံနိုင်မှာမတင်ဘူးဒါပေမဲ့ Serbia ဟာအရင်လိုတိုက်စစ်အရန်ကြီးကောင်းနေတဲ့အသင်းမျိုးမဟုတ်တော့ဘူးလက်ရှိကန်ခဲ့တဲ့နောက်ဆုံး current form 10ပွဲမှာတော့မှ9ပွဲဟာ ဂိုးအောင်နေတယ်ဆိုတော့စာဘီယာလည်းတိတ်တော့မနေရဘူးဗျာအဲ့တော့နှလုံးတည်ကြီးပေါ်မူတီးပြီးစဉ်းစားမယ်ဆိုရင်တော့ဒီပွဲကစာဘီယာအရှုံးမရှိပါဘူးเนาะအဲ့တော့လက်ရှိကာရဖောင်ရလည်းအရင်ကြီးကောင်းနေတာမဟုတ်ဘူးနောက်ဆုံး10ပွဲမှာမှ2ပွဲပဲနိုင်တာဒါပေမဲ့အဲ့ပွဲနိုင်တာကရန်နေရဲ့ဩစတြေးလျအသင်းကို2-0နဲ့ Nation League မှာနောက်ဆုံးနိုင်ခဲ့တာဖြစ်ပါတယ်ရှေ့မှာဩစတြေးလျပထမအကြော့အင်္ဂွန်းမှာ1-1နောက်ဒိန်းမတ်ကိုစီးစီးကန်ထားတယ်ဆွစ်ဇာလန်အင်္ဂွန်းမှာကျွန်တော်1-1နဲ့ကန်နိုင်တာကြောင့်လက်ရှိအနေအထားအရာကတပခချီစွမ်းအရင်ကြီးအတီတီကြမရှိရဲ့အယ်ဘေးနီးယားအသင်းကိုတော့အရှုံးရှိမယ်တော့မထင်ဘူး းပြအဲ့တော့လက်ရှိမိနစ်90ရင်းနေမယ်ဆိုတော့ 2x double chance နဲ့တော့ကြိုက်တယ်မြန်မာကြီးနဲ့တော့ကျွန်တော်ရှောင်းပါတယ်เนาะအဲ့တော့လက်ရှိကတော့ကျွန်တော်ဒီဒီနေ့ပေါ်မှာ Serbia 2x double chance လေးကိုကြိုက်ပါတယ်โอเคဒါဆိုတော့ကျွန်တော်ဒီနေ့ဒါပွဲရတော့ပြီးပါပြီเนาะအဲ့တော့ကျွန်တော်သုံးသက်ချက်လေးပြီးပြီဆိုတော့ကျွန်တော်ဒီနေ့ရွေးချယ်မှုလေးပြောပြပါမယ်เนาะအဲ့တော့ daily ဓမ္မလေးနေနဲ့တယောက်တစ်ချက်လောက်မနှိမ့်ရသေးနှိပ်ပေးကြပါအောင်ဘရာဒါတို့ကြီးအဲ့တော့ဒီနေ့ကကျွန်တော်9ရက်နေပေါ့เนาะ9ရက်6လ2025မှာကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့၄သင်းမောင်းလေးကတော့ Malta 9 out အော်စတြီးယား5ဘောဆာဗီးယားဘော်ဒီနဲ့တဇာနီးယား5အောက်ဖြစ်ပါတယ်ပြန်ပြောပါမယ်မော်တာ5အောက်အော်စတြီးယား5ဘောဆာဗီးယားဘော်ဒီနဲ့တဇာနီးယား5အောက်ဖြစ်ပါတယ်โอเคအားလုံးပဲ good luck ပါညီကိုတို့နော်ညီတို့ရဘယ်ပွဲလေးတွေကြိုက်ကြလဲဗျမင်း Netherlands နဲ့ Finland ကတော့လीဟိုဟိုဘယ်လိုပြောမလဲသုံးဘက်ကတော့အေးအေးဆေးဆေးရတယ်ဗျသိလားဟို Netherlands ဘက်ကပေါ့နော်တလုံးတရာရှုံးဆိုတဲ့အနေအထားကြောင့်လက်ရှိတပွဲမှမကန်သေးဘူးထင်တယ်နော် Netherlands က ရှိုးလာမှာဟုတ်တယ်နော်တပွဲမှမကန်သေးတော့ဖင်လန်ကလက်ရှိနှစ်ပွဲကန်ပြီလေရမှ၄မှတ်ရနေတယ်ပေါ့လေအဲ့တော့네덜란드အနေနဲ့ကဘလူကန်ကန်တော့ဒီပွဲကသုံးမှတ်ရပါတယ်ပြီးခဲ့တဲ့နောက်ဆုံးကသူတို့ Nation League မှာဒါစပိန်ကိုကတ်ပြီးပြုတ်သွားတာပါနော်အဲ့တော့၃-၃နဲ့စပိန်အိမ်ခွင်းမှာတော့ ပြန်လည်ခံပတ်လာတဲ့အနေအထားမျိုးမှာပန်နဒီအဆုံးဖြတ်နေတဲ့တို့ဒါထွက်ခဲ့ရတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဖင်လန်လိုအသင်းကိုမနိုင်စရာဘာအကြောင်းမှတော့မရှိဘူးပြဖင်လန်ရဲ့လက်ရှိကာရာဖောင်အရာကလည်းတိုက်ဆက်ပိုင်းကအရင်ကြီးအားကိုးရတဲ့ကစားသမားတွေမရှိဘူးတောက်လျှောက်လဲခြေစွမ်းကထိုးကျနေပါတယ်ဂရီလိုအသင်းကိုတော့အိမ်ခွင်းမှာဇီးတူးနဲ့ရှုံးနေဆိုတော့နယ်သာလန်အသင်းကိုနိုင်စရာတေးကန်စရာဘာအကြောင်းမှမရှိဘူးဒါပေမဲ့နှလုံးပြတ်ပါမလားပဲကျွန်တော်ထက်တွက်စဉ်းစားမှာနယ်သာလန်ကလက်ရှိအနေအထားအဝေးခွင်းမှာနောက်နောက်ဆုံး9ပွဲမှာ2ပွဲလောက်ပဲနိုင်တာเนาะအဲ့တော့အဝေးခွင်းလဲနည်းနည်းလေးနယ်သာလန်က5ပေးရလေးရှိတယ်ဗောနောက်ဆုံး5ပွဲဆက် ဒါကိုပေးထားရတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့တပတ်ကအသင်းကဖင်လန်ဖြစ်တာကြောင့်တော့နယ်သာလန်ဟာဒီနေ့ဘောမှာကျုံးတော့ကျုံးကောင်းကျုံးနိုင်တယ်ဗျာเนาะအဲ့တော့နယ်သာလန်ကလက်ရှိဒီဒီဒီရိုနယ်ကိုမန်လက်ထက်မှာတော့ဆိုးတော့မဆိုးပါဘူးဒါပေမဲ့တိုက်စစ်ကအရန်ကြီးဟိုအားကိုးရတဲ့ကစားသမားတော့တိတ်မရှိပါတော့ဒီပိုင်းတို့ဂတ်ပိုတို့မာလန်တို့အုပ်စုကတော့ကျွန်တော်တို့အရန်ကြီးမယုံကျေဘူးဗျာအဲ့တော့နယ်သာလန်လက်ရှိအနေအထားအရဖင်လန်နဲ့ပွဲမှာ3လုံး30ဘောင်းဆိုတော့ဂိုးပေါင်းကြီးကြောင်ကျွန်တော်တို့ဒီပွဲကဟိုနယ်သာလန်ဘက်ကပဲကိုယ်သွင်းရဖို့များမယ်ထင်တယ်။နေမယ်ဆိုတော့ကျွန်တော် ဘီဘောဂျီအောင်လေးတော့ကြိုက်ပါတယ်။3လုံး30ပေါင်ဖွင့်ထားတယ်ဆိုတော့လေကနယ်သာလန်3လုံးအထိတွင်းနိုင်စရာအကြောင်းတော့တိတ်မရှိဘူးဗျာနော်။ဒါဆိုဟိုလက်ရှိဒီ line up ထွက်ရင်လေဒီကစားသမားတွေပဲပြန်ပါလာမှာဆိုတော့ကျွန်တော် risk များတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ရှောင်ပါတယ်ဘရာဒါတို့နော်။နယ်သာလန်ပွဲတော့ကျွန်တော်မကြိုက်ဘူးဗျာရှောင်ပါတယ်နော်။ အဲ့တော့ဒါနိုင်ငံပွဲတွေတော့အများကြီးတော့မဆော့ပါနော်ဟိုဟိုအပြင်းပြေလေးပေါ့ဗျာနော် brother တွေလည်းပြင်းနေမှာဆိုတော့ကျွန်တော်ဒါဒီနေ့ live လေးတက်လာတာပါညီကိုရိုကြီးနော်အဲ့တော့အားလုံးပဲ good luck ပါညီကိုရိုကြီးနော်ဒီနေ့ကတော့အရန်ကြီးကြိုက်တဲ့ပွဲတော့မရှိဘူးနော်အဲ့တော့အဲတခြားကကျွန်တော်တို့ဟိုဟာရှိမယ် international international friendly ပွဲက Mexico တို့ဒိမ့်မတ်ပွဲတွေရောရှိတယ်ဒါပေမဲ့ခြေစမ်းပွဲတွေကတော့ မနေသင်ဘူးညကျွန်တော်တော့ရှောင်းတယ်เนาะအဲ့တော့မနေ့ပြန်လဲကျွန်တော်နည်းနည်း live လေးစောစောလေးလွှင့်ပါမယ်အဲ့တော့ Portugal နဲ့ Spain ရဲ့ဒါ UEFA Nation League Final ပွဲเนาะမနေ့ပြန်ညမှာရှိပါမယ်အဲ့ဒါလေးတော့ကျွန်တော်အထူးသုံးသပ်ချက်အနေနဲ့မနေ့ပြန်လေးတရားလေးကျွန်တော်ရွေးချယ်ပေးပါမယ်เนาะအဲ့တော့ဒီနေ့ live လေးတော့ကျွန်တော်ဒီလောက်နဲ့ပဲရနာပြစီ brother တွေเนาะအဲ့တော့ဒီနေ့ကြီးရှိပေးတဲ့ brother တွေ share ပေးတဲ့ brother တွေ comment ပေးတဲ့ brother တွေတယောက်ချင်းနေကြရင်ကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ